ားလုံးပဲမြင်တာပါခင်ဗျာဒီပြောက်ကိုဇူနေပေးမဲ့အကြောင်းအရာကတော့ဟိုဒီလက်ရှိတရုတ်နိုင်ငံနဲ့ပတ်သက်ပြီးတော့ဒီခေါင်းစဉ်နေနေကတော့ဒါဒီကနိုင်ငံရေးခင်ချင်းမှာဒါတရုတ်ကဒါပုံပုံနေတဲ့ဆက်ညွှန်းနေဒါယူဆက်ဆက်ပြီးတော့ပြောက်ကိုဇူနေပေးတော့အဲ့တော့ဒါဒီဖြစ်စဉ်နေနဲ့ပတ်သက်ပြီးတော့ဒါဒီရပိုင်းမှာဒါတရုတ်အနေနဲ့ဒါသူရဲ့ brand strategy ရဒါရွှေကွက်တွေအများကြီးရွှေနေတယ်ပြင်ကြီးတစ်ဖက်ကအမေရိကန်ဟိုလည်းဒါသူအနေနဲ့ခက်စိတ်စိတ်အကွက်ပြီးတကွက်ဒါဒီနိုင်ငံရေးရဇညွန်းတွေရွှေနေတာကိုတွေ့နေတာ တော့ဒီအကြောင်းအရာကိုဒါဒီလိုပြောရဲဆိုတာချက်စင်နေနေပေါ့ဒါတနည်းကတောင်တရုတ်ပင်လယ်အတွင်းမှာပဲဒါဒီပိုင်ဆိုင်မှုမြင်းပွားနေတဲ့ဒါကလပ်ပိုင်းစစ်ရှေဆိုင်စခန်းနေတဲ့ဤတဲ့ဒီနေရာမှာရှိတဲ့ဒါ Stanley Carey လို့ခေါ်တဲ့ဒါကျွန်းတစ်ကျွန်းကိုတရုတ်ကသိမ်းလိုက်အော်ဒါဒီတရုတ်ကသိန်းတာနဲ့ပတ်သက်ပြီးတော့ဒီကျွန်းနေတဲ့ဒါဒီကာလာကြာရှည်ဒီငင်းပွားမှုဖြစ်နေတဲ့ဒါဒီဖလပိုင်နဲ့ဖြစ်နေတဲ့ဒီတောင်တရုတ်ပင်လယ်မှာရှိတဲ့ဒီ separate ကျွန်းတွေရှိတဲ့ပြီးရင်ဒီဘက်ကဒါဖလပိုင်စစ်ရှေ့ဆိုင်စခန်းတွေရှိတဲ့အဲနားမှာရှိတဲ့ဒီတတူးကျွန်းနဲ့အနီးပတ်ဝန်းကျင်မှာရှိတဲ့ ဒီကျွန်းကိုပဲဒါဒီပြောနိုင်ငံသိမ်းယူလိုက်အဲ့တော့ပြောချင်တာဒီဖိလစ်ပိုင်တပ်ဖွဲ့တွေဒီတတူးကျွန်းသားမှာရှိတယ်ဒီစစ်စစ်ရှေ့ size ကနေရှိတာဟောဒါတရုတ်ကဒီကျွန်းပေါ်မှာဒါအလံလွှင့်ပြီးတော့သူတို့ပိုင်ဆိုင်နေဆိုပြီးတော့သိမ်းပြသွားတာကိုတွေ့ရအဲ့တော့ဒါဖြစ်ရှင်တာတိုက်တိုက်ဆန်တိုင်းဒီတစ်ပတ်မှာဒီပတ်ထဲမှာပဲဒီဖိလစ်ပိုင်နဲ့အမေရိကန်ကဒီ by garden ဆို2025ဆိုပြီးတော့ဒါနှစ်ပတ်ဈေးလေ့ကျင့်နေရရှိတာအော်ဒါအချိန်ကဒီကာလမှာပဲဒါဒီတရုတ်အနေနဲ့အခွန်ကိစ္စနဲ့ဒါဒီအမေရိကန်ကဒါအလုံးရှုပ်နေတဲ့အချိန်မှာ ဓာတ်အနေနဲ့ quality ဓာတ်သိမ်းပြသွားဟုတ်ဓာတ်ဆက်ပေါ့ဒါတရုတ်ရဲ့ issue quality လေးတိုင်းစားဟုတ်ဒီပြောချင်တာကြီးတောင်တရုတ်ပြင်လေမှာရှိတဲ့ဓာတ်နယ်နိမိတ်တွေအားလုံးကိုဒါဒီနိုင်ငံတကာတရားစီရင်ခုံလို့ဖြစ်တဲ့ IC ကဒါရှမှတ်ထားရှိတယ်ဒီနေ့ဒါတွေအားလုံးကဒါတရုတ်မပိုင်ဘူးဆိုပြီးတော့ထုတ်ပြန်ထားတော့ဟုတ်ဒါတရုတ်ကဘာပဲပြောပြောဒီကျွန်းတွေအားလုံးကဒါသူပိုင်တယ်ဆိုပြီးတော့ထုတ်ပြန်ချက်တွေနဲ့သူဒီကျွန်းစုတွေအားလုံးကိုဒါဒီသူ့အနေနဲ့တစ်ခုပြီးတစ်ခုဒါတည်ယူပြနေရတွေ့ရတယ် အဲ့တော့ဒီခုတစ်ခါဆိုရင်ဒါဘလောက်ထိဟိုဖြစ်လဲဒီအမေရိကန်နဲ့ဖိလစ်ပိုင်ဒါဒီတစ်ဖက်မှာဈေးလေးကျင်နေတဲ့အချိန်မှာပဲဒါသူကအချိန်ကတုံ့ပြသွားတာအဲ့တော့ဒါဒီလောလောဆယ်ဒီတောင်တရုတ်ပင်လယ်ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်အနေနဲ့ကဒီအာဆီယံနိုင်ငံတွေဖြစ်တဲ့ဒီမလေးရှားပါမယ်ပြီးရင်ဖိလစ်ပိုင်ပြီးရင်ထိုင်ဝမ်ပေါ့ဒါ BNN တို့နဲ့ဒါကျွန်းစုပြဿနာကြီးဖြစ်တယ်အဓိကတော့ဒီပါဆယ်ကျွန်းပြီးရင်ဒီ separate ကျွန်းစုဒီကျွန်းနှစ်ကျွန်းနဲ့ရတော့ဒါအဓိကနေမြင့်ညင်းပွားမှုဖြစ်လာတာ တော့ဒါပြိပခရရဲ့အစင်းမြေကိုဒါကျွန်တော်တို့ဒီဆက်ပြီးတော့ లై ကြည့်မယ်ဆိုရင်ဒီတရုတ်နဲ့အမေရိကန်အဓိကဖြစ်နေတာအော်ဒါဒီနှစ်နိုင်ငံလုံးကဒေသတဲ့ဒါပြင်လဲထွက်ပေါက်နေအော်တရုတ်ရဲ့ဒီအရှိပြင်လဲထွက်ပေါက်ဒါစီမပိတ်ဆိုရင်ပြင်ဒီဘက်ကဒါစီးပွားရေးရနှုံးနှစ်ဖက်မဟာဗျူဟာရပိတ်ဆိုရင်ဒီပြိပခရရဲ့ ਨੇ ဖြစ်ပြီးတော့ဖြစ်လာတဲ့ဒါစင်းမြေအော်ဒါဒီလက်ရှိမှာဒါအမေရိကန်ကပဲဥဆောင်ပြီးတော့ဒါတရုတ်ကိုသူအနေနဲ့ဒါဒီပြင်လဲထွက်ပေါက်အပါဝင်ပေါ့ဒါလောလလက်ဒီကစားနေတဲ့ဒီကုံတွဲစစ်နေတာလောက်တာ ဟုတ်ဒါဒီတစ်ဖက်တရုတ်ကပြန်ကြည့်မယ်ဆိုရင်ဒါတရုတ်အနေနဲ့ကဒါအခုဒီလက်ရှိအိန္ဒိယပါကစ္စတန်အရေးနဲ့ပဲဒါကောင်တာပြန်ပြီးတော့လိုက်ဟုတ်ဒါဒီရေးမှာဆိုရင်ဒါတရုတ်ကပါကစ္စတန်ဘက်ကရက်တည်ပေးတယ်အာပြောရရင်ဒီတနေ့ကဆိုရင်ဒါဒီပါကစ္စတန်ဘက်ကဒါလက်နက်တွေထောက်ပံ့ပေးထားတာကိုတွေ့တယ်တော့ပြောချင်တာဒီတရုတ်နဲ့အိန္ဒိယကဒါဒီ bridge port ဝန်နိုင်ငံတွေဖြစ်တယ်တော့ဒီလိုနိုင်ငံတွေအရှင်းရှင်းတော့ပေါ့ဒါဒီတရုတ်ပြည်နဲ့ကဒါသူ့ရဲ့ရက်တည်မှုတွေပေါ့ဒါဒီပါကစ္စတန်ဘက်ကရက်တည်မှုတွေတွေ့နေရတယ် ပြင်ဒါဒီတစ်ဖက်ကကြည့်မယ်ဆိုရင်ဒီအိန္ဒိယအနေနဲ့အမေရိကန်ဘက်ကိုရိမ့်နေပြင်ဒါဒေတာတွင်းမှာဆိုရင်ဒါဒီတရုတ်လိုပဲအိန္ဒိယကဒါဒီအများကြီးပြန်ပက်နိုင်တဲ့ဖြစ်လာဖြစ်တဲ့အတွက်ဒါအခုဒီအမေရိကန်နဲ့ဒါအခုတရုတ်အနေနဲ့ဒီအိန္ဒိယနဲ့ဒီပါကစ္စတန်အရေးမှာပဲဒါတရုတ်ရဲ့အရွှေကွက်ကပို့ပြီးတော့တာသွားတယ်ပေါ့ဒါတရုတ်ထုတ်သုံးလိုက်တဲ့ဒီမာဗျူဟာရွှေကွက်ကြီးကပို့ပြီးတော့ထိရောက်သွားအဲ့တော့ဒီအခုရုရှားယူကရိန်းစစ်ပေါ့ရုရှားယူကရိန်းစစ်မှာဆိုရင်လည်းဒီတရုတ်အနေနဲ့ဒါရုရှားကိုနောက်ကွယ်ရတဲ့ဈေးလမ်းနဲ့ထောက်ပံ့တဲ့ ပြီးရင်ဒီတစ်ဖက်ကအီရန်လိုနိုင်ငံတွေလည်းမာပဲဖြစ်ပြီးဒါအီရန်နေယူအိမ်မက်ကောင်တယ်ပေါ်နိုင်ပေးလောက်အထီကိုပြောကထောက်ပံ့ပေးထားတာကိုတွေ့နေရတယ်။အဲ့တော့ပြောချင်တာကအခုဒီကမ္ဘာအခင်းကျင်းမှာဒါတရုတ်ရွှေသွားတဲ့ရွှေကွက်တွေကဒါတုံးဝဟိုဒါဒီချီရောက်မှုရှိတယ်ပြီးတော့ဒါအရှိန်တိုတွင်းမှာပဲဒါအီရန်နိုင်ငံတွေပြီးရုရှားလိုအင်အားကြီးနိုင်ငံတွေနဲ့တော့ဒါသူအနေနဲ့မာမိတ်ဖွဲ့နိုင်တယ်တို့ဒီအတွက်ကြောင့်ဒါဒီတရုတ်အနေနဲ့ဒီဘာကန်နဲ့ချစ်လို့ခေါ်တဲ့ဒီနိုင်ဖဲတွေအများကြီးကိုတိုင်ထားပြီးတော့ဟိုဒါသူဘာအခင်းကျင်းမှာဒီပါဝါတွေအဓိက ကြာလာတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဒါအနှစ်ချုပ်ပြန်ပြီးတော့ပြောရရင်ခုဒီလက်ရှိမှာဆိုရင်ဒါဒီစစ်တူရင်အစားပွဲလို့ဆိုရင်ဒါတရုတ်ကအမေရိကန်ကိုဒါဒီရှက်ဖို့ပေါ်မှာဒါသူ့အနေနဲ့ပါဝါအသာပြီးရင်ဒီဘက်ကကျွန်တော်တို့ဒီ quash နိုင်တဲ့ဒီအကွက်တွေမှာဆိုရင်လည်းဒါအသာစင်းနဲ့ရပြီးတော့ဒီရှက်ဖိတ်မှာဆိုရင်ဒါဖြစ်နိုင်တဲ့ရွှေကွက်တွေအားလုံးကိုဒါသူ့အနေနဲ့မြင်ထားတယ်ပြီးရင်ဒီတစ်ဖက်ကကင်ထားပြီးတော့ဒါတကွက်ရှင်းစီရွှေ့ပြသွားတာကိုတွေ့ရအဲ့တော့ပြောချင်တာဒီတရုတ်ရဲ့ဒါလက်ရှိသွားနေတဲ့ သူ့ရဲ့ aim ဖြစ်တဲ့ဒါ2030မှာဖြစ်လာနိုင်တယ် made in china အတွက်ဖြစ်လာဖို့ကဒါယာကန်တော့အနေနဲ့ဒါတော်လေးကိုကောင်းနေပြီးတော့အခုဒီလူရွှေ့နေတဲ့ဒါဇန်ညွန်းနေရလဲတော်လေးကောင်းနေပြီလို့တော့ကျွန်တော်အနေနဲ့မြင်မိတာပါအားလုံးကိုကျေးဇူးတင်